ဇွန်လ၄ရက်မှာတောင်ကိုရီးယားသမရအသစ်ဖြစ်လာတယ်။သမရအီဂျေမြောင်ကမြမအရေးစိတ်ဝင်စားသူဖြစ်ပြီးဒီမိုကရေစီနဲ့လူ့အခွင့်အရေးလေးစားသူဖြစ်တဲ့အတွက်တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအရေးနဲ့မြမနေဦးတော်လန်ရေးအရေးမှာကောင်းမွန်တဲ့ထိတွေ့ဆက်ဆံမှုတွေဖြစ်လာနိုင်ကြောင်းတကြလှူရှားသူတွေနဲ့အညွတီကိုယ်စားလှယ်ရုံးကပြောပါတယ်။သမရမဖြစ်ခင်ကတည်းကမြမတော်လန်ရေးကြောင်းထုတ်ဖော်ပြောဆိုခဲ့သူဖြစ်တဲ့အတွက်တောင်ကိုရီးယားမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ဆက်လက်လှုပ်ဆောင်ရမယ့်ဒေါ်လာရေးလှုပ်ရှားမှုတွေမှာလည်းရည်ရချက်တွေအကောင့်အထည်ဖော်လာနိုင်မယ်လို့ယုံကြည်ကြောင်းကိုကိုရီးယားနိုင်ငံကဒေါ်လာရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ရဲ့အတွင်းရေးမှူးကပြောပါတယ်တောင်ကိုရီးယားသမ္မတအီဂျင်မြောင်ကမြန်မာရေးအတွက်ကိုကျွန်တော်တို့စိတ်ပါဝင်စားတဲ့သူအပိထောက်ခံဝင်ရင်းနေသူဖြစ်တယ်ဒီမိုကရေစီရေလူ့အခွင့်အရေးငြိမ်းချမ်းရေးဒီဟာတွေကိုတက်တက်ကြွကြနဲ့ဆောင်ရွက်တဲ့သူတယောက်ကပြီးတော့မြန်မာအရေးကိုစိတ်ပါဝင်စားမှုရှိတဲ့သူတယောက်ကသမ္မတဖြစ် အဲဖြစ်လာခဲ့ပြီဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းကောင်းမွန်တဲ့ဒါအခြေအနေတွေကောင်းမွန်တဲ့အခွင့်အရေးတွေအများကြီးဖြစ်လာမယ်လို့ယုံကြည်မျှော်လင့်လို့ရတယ်။အဲဒီမိုကရေစီကိုအားပေးထောက်ခံတဲ့မြန်မာအရေးကိုစိတ်ဝင်စားတဲ့အဲတမတရရဲ့လက်ထက်မှာတော့ကျွန်တော်အများကြီးအဲပုံမူပြီးတော့အားကောင်းလာလိမ့်မယ်အဆင်ပြေချောမွေ့လာလိမ့်မယ်အဲရီမန်းထားတဲ့ရီမန်းချက်တွေအတိုင်းပဲအကောင့်ထဲဖို့နိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်လို့ရပါတယ်။အရင်တမရယွန်းဆိုယိုဂီလက်ထက်မှာလည်းကိုရီးယားအစိုးရလွှတ်တော်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေဇက်တိုက်လှုပ်ဆောင်နေခဲ့တယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်းလက်ရှိသမရအသေးရဲ့သဘောထားကိုနားလည်သဘောပေါက်ပြီးကောင်းမွန်တဲ့အခွင့်အရေးတွေဖန်တီးသွားမှာဖြစ်ကြောင်းတောင်ကိုရီးယားနိုင်ငံ UNG ကိုယ်စားလှယ်ရုံးကလည်းပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်ကိုရီးယားမှရှိတဲ့ကိုယ်စားလှယ်ရုံးအနေနဲ့ကိုရီးယားအစိုးရနဲ့ကိုရီးယားလွှတ်တော်နိုင်ငံအတိုင်းဝိုင်းနေစီကိုကျွန်တော်တို့အများအထိတွေ့ဆက်ဆံမှုရှိပါတယ်။အများပြည်သူကိုထုတ် ပြောခွင့်မရှိတဲ့ဆက်ဆံရေးမျိုးတွေလည်းရှိသလိုကျွန်တော်တို့ထုတ်ပြောလို့ရတဲ့ဆက်ဆံရေးမျိုးတွေလည်းရှိပါတယ်အဲအချိန်နေခွင့်ရေးပို့ပြီးတော့ကောင်းလာမယ်ဆိုလို့ရှိရင်တော့အများပြည်သူအတွက်ဝမ်းသာစရာသတင်းမျိုးတွေကိုလည်းပဲထုတ်ပြန်နိုင်အောင်ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းသွားမှာဖြစ်ပါတယ်တိုးတော့အစိုးရကိုရီးယားအစိုးရဘက်ကကြည့်မယ်ဆိုရင်တော့အဲသူ့ပါချင်းချင်းစရာကြီးနှိုင်းရှင်စရာ ဒီကိစ္စတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အဲတချို့ကိစ္စတွေကတော့တူတူတိတ်တိတ်လှုပ်ဆောင်နေရတဲ့အနေအထားမျိုးမှာလည်းဆက်လက်ပြီးတော့ရှိနေနိုင်ပါသေးတယ်။သမရအီဂျဲမီအောင်ရဲ့သဘောတဘာဝကသူကပုံမှန်လင်းလင်းပြောဆိုတတ်တဲ့တဘာဝရှိတဲ့အတွက်မြမနွေဦးတော်လန်ရေးအတွက်ကောဒီအန်ယူဂျီနဲ့ဆက်ဆံရေးအတွက်ကိုရော ပုံမှန်လင်းလင်းနဲ့ထိတွေ့ပြောဆိုလာတာမျိုးတွေလည်းပဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါလေဒီလိုမျိုးအလားလာကောင်းကြီးရလည်းပဲအရှိကောင်းရှိလာနိုင်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ထားပါတယ်တမရတ်တီအီဂျေမြောင်ကဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်ပြီးအလို့သမားမိသားစုကမွေးဖွားလာသူလည်းဖြစ်ပါတယ်ရေကောက်ပွဲဝင်မပြိုင်ခင်ကြောင်ကြီးပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့စဉ်ကတည်းကမြမဒေါ်လန်ရေးနဲ့ပတ်သက်လို့ထောက်ခံကြောင်းလဲထုတ်ပြန်ပြောဆိုခဲ့မှုပါတယ်။ဂျွန်လာလေးရက်ကသမရကြံချိန်မှုပြုစင်ပါလေ တောင်ကိုရီးယားနိုင်ငံကိုဆရာနာနဲ့ထိန်းချုပ်ကြိုးပမ်းမှုကြောင့်ချွတ်ချုပ်လူနေပါဖြစ်သွားတဲ့အခြေအနေကနေပြန်လည်ထူထောင်မှာဖြစ်ပြီးနိုင်ငံဖြစ်တည်မှုကိုချိန်ချောင်းနေတဲ့စီးပွားရေးကိုပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်မယ်လို့လည်းကတိကဝတ်ပြုခဲ့ပါသေးတယ်။ကျွန်တော်ဝေပါ역동적인공간으로바꿀책임자로판단했습니다.